ဖန်ကလေးတွေမဖွင့်တော့တဲ့ကြောင်။ကျောင်းတွေမှာပန်းလေးတွေမပွင့်တော့ဘူးတဲ့။ခလေးတွေကကျောင်းတွေမှာစရီတင်မဲ့ထင်နေတော့မေ။ပန်းလေးတွေပွင့်မှုဖူးရံလေးတွေဝင့်ပြီးချီနေအောင်မဲလို့ထင်နေတော့မေ။ဟွန်းခလေးတွေတွေမဟုတ်ပါဘူး။ခလေးတွေရဲ့မမီတွေ ဖဖေတွေဖဖိုးဖပွားတွေဟာเจ้าတွေမှာ ခလေးတွေအတွက်ပန်းလေးတွေပွင့်အောင်မဲ့ချိန်နေကြတော့နွေရာသီမှာချောင်းတက်ရပါတယ်မုံမှာဖွင့်တဲ့เจ้าတွေဟာစစ်ဘလူးလက်အောက်မှာဆိုတော့နွေပန်းတွေပွင့်တဲ့เจ้าမှာဖုံတွေကြားတွေအပြုံးတွေနဲ့ခလေးတွေကြောင်တက်ကြပါတယ် နေကြီးမှာရွှေရီလောင်းတဲ့အခါတလက်လက်နဲ့တိတ်ကိုတောက်ပါမှာပေါ့တကယ်အဖြစ်မှာတော့ကလေးတို့ကြောင်းမှာ နေကြီးကို ရွှေရီမလောင်းပါဘူးတကယ်အဖြစ်မှာတော့ကလေးတို့ကြောင်းမှာပန်းတွေပွင့်မှု ဖူးရံနေလေမဝင်နိုင်တော့ပါတကယ်အဖြစ်မှာကလေးတွေရဲ့ခန္ဓာကိုယ်အပိုင်းအစတွေ ပေါက်ထွက်သွားတဲ့မျက်လုံးတွေပြတ်ထွက်သွားတဲ့ကိုလွတ်အင်္ကာတွေပဲရှိပါတော့တယ်ခလေးတို့ရေကျောင်းတွေဟာပျော်စရာပါလို့သူတွေဘလို့ပြောကြရပါမလဲခလေးတို့ရေကျောင်းတွေမှာပညာတွေဆက်တင်ကြရအောင်လို့ဘယ်နှလုံးသားနဲ့ပြောကြရပါမလဲ မြန်မာစာဖြေမင်းနေ့ဟာငိုတန်တွေနဲ့လွှမ်းရတဲ့နေ့ဖြစ်ခဲ့ပါတယ်။ຫນွေຈောင်းတွေမှာပန်းကုန်လေးတွေဟာဖူးရံမချီတော့ပါ။